င်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါဒေါ်လန်ဤအောင်မြင်တဲ့အထိမိဘအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဇကိုင်း PDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်ဇကိုင်းဒေသလွတ်မြောက်ရေးကနေပြည်တော်စု လွတ်မြောက်ရေးအထိချီတက်မယ်လို့ကြီးမှန်းထားတဲ့စကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စကိုင်း PDF ကတော်လိုင်းအောင်မြင်တဲ့အထိမိဘအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါရီလက်ရှိအချိန်တော်လိုင်းအင်အားစုတွေအားလုံးအတွက်အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့်စစ်အာဏာရှင်စနစ်ကိုတွန်းလှန်နေတဲ့မိဘအဖွဲ့အစည်းတွေနဲ့အတူတော်လိုင်းအောင်မြင်တဲ့အထိချီတက်သွားမယ်အကြောင်းစကိုင်း PDF ကပြည်သူလူထုကိုအသိပေးပြောကြားလိုက်တာဖြစ်ပါရီ စကိုင်း PDF ဟာအခုလာဇန်းပိုင်းကပဲမာမိတ်ပူပေါင်းအဖွဲ့တွေနဲ့အတူ6ဦးမြို့နယ်တွေကမုံရွာမန္တလေးပခုတ်ကူလမ်းစုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နေရာကိုတိုက်ခိုက်ခဲ့တာရှိပြီးတော့စစ်သား9ဦးတိဆုံးသွားအောင်စွန်းဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ အကြံပေးစစ်တဲ့ဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေပြီးတော့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပြီးတော့နေစဉ်နဲ့အမျှလေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက်ပြည်သူလူထုအနေနဲ့စစ်ရေးအသည့်စစ်ရေးတတိနဲ့ဂရုစိုက်နေထိုင်ကြဖို့လေဇက်ကိုင်း PDF ကတိုက်တွန်းနှိုးဆော်ထားပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့ရင်းနသာရဲကင်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်မှုမှာစစ်သား9ဦးသေပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်2ဦးတိုင်းပြည်အတွက်အသက်ပေးလူခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ မကွေတိုင်းတရက်ခိုင်ကံမမြို့နယ်မှာရှိတဲ့ရင်းနသာရဲကင်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်2ဦးတိုင်းပြည်အတွက်အသက်ပေးလူခဲ့ရတယ်လို့တရက်ခိုင်အမှတ်လေးတက်ရင်ကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒီသာအတွင်အချက်အချာကြတဲ့တရက်ခိုင်ကံမမြို့နယ်တရက်ကံမလမ်းပိုင်းကရင်းနသာကြီးရွာမှာ၃ပွင့်ဘူဦးဆောင်ပြီးတော့အင်အား30ခန်းနဲ့စီယိုအထက်ထက်ကပြီး အုတ်ပံကားတွေနဲ့အခိုင်အမာတက်ဆွဲထားတဲ့ရေနသာရေကင်းစခန်းကိုအပီးသက်တိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့မနေ့ကနိုဝင်ဘာလ6ရက်နေ့မနက်6နာရီကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အပြန်လန်ပစ်ခတ်မှုတွေကြောင့်တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့တိုက်ပွဲကြာချိန်2နာရီခွဲခန့်ကြာမြင့်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ရန်သူပံက6ခုရှိတဲ့အနက်မှာ4ခုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့ကျန်တဲ့2ခုကိုဆက်လက်တိမ့်ပိုက်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့မြေပြင်အခြေအနေအရ ထိုးစစ်စင်နာကိုရပ်နားပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့တရက်ခရံအမှတ်လေးတက်ရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီတိုက်ပွဲမှာအကြံဘက်စစ်တပ်ဘက်ကစစ်သား9ဦးတည်ဆုံပြီးတော့ဒဏ်ရာရသူတွေလည်းများတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရံစစ်ဌာနတရက်ခရံအမှတ်လေးတက်ရင်ကရဲဘော်2ဦးတိုင်းပြည်နယ်လူမျိုးအတွက်မြင်းမြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်ရင်းနှီးသားရဲကင်းစခန်းကိုထိုးစစ်စင်တိုက်ခိုက်ချိန်နဲ့တပြိုင်နက်တည်းမှာပဲ အကြံဖက်စစ်တပ်အတွက်အရေးပါတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာစက်နှစ်ကိုတရက်ခရံအမှတ်လေးတက်ရင်က122မမ short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရီဒီ short တိုက်တုံး၅လုံးအနက်၄လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့ကပ္ပစာစက်နှစ်စက်ရုံအတွင်ကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ကြောင့်စက်ရုံအတွင်းမှာရှိတဲ့အကြံဖက်စစ်သားတွေကလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တာကြောင့်တရက်မျိုးနဲ့ညောင်ပင်သာကြီးရွာအတွင်ကြားရောက်ပောက်ကွဲပြီးတော့အပြစ်မဲ့အရက်သားတအူးရဲ့အိမ်ကိုထိမှန်ကအမျိုးသမီးတအူး ပြင်းထန်ဒဏ်ရာရသွားတယ်လို့သိရပါပြီ။တရက်ခန့်အမှတ်လေးတက်ရင်ကပြင်းမဲ့ထားတိုက်ခိုက်ခဲ့တဲ့ကပ္ပစာဆက်နှစ်ဆက်ယုံအတွင်းထိခိုက်ပျက်စီးမှုတွေရှိနိုင်ပြီးတော့အခြေအနေအသေးစိတ်ကိုတော့အတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေတယ်လို့ထုတ်ပြန်ထားပါပြီ။အကြံပေးစစ်တပ်ဟာကပ္ပစာဆက်နှစ်နဲ့ကံမမျိုးမှာရှိတဲ့စစ်သားအင်အားတွေနဲ့ပြန်လည်စုဖွဲ့ပြီးတော့ရေနဒါရေကင်းစခန်းကလက်ကျန်စကမအဖွဲ့ဝင်တွေကိုစစ်ကူပေးကဲထုတ်နိုင်ရေးအတွက်ဂုံလန်းရေလန်းအုံပြုပြီးတော့ကံမမြူနယ်တွေက ပဇင်းနှိမ့်ကြေးရွာနဲ့အုတ်ပုံကြေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသနေပြည်သူပိုင်းအိမ်တွေထိမှန်ပြီးတော့မိလောင်ပျက်စီးတာတွေရှိတယ်လို့အပြစ်မဲ့အရသာပြည်သူအမျိုးသမီး၃ဦးဒဏ်ရာရခဲ့ရမှာတအူးကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ဒါအပြင် ဖက်စီအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာသုံးပြီးတော့လေကြောင်းကနေပစ်ခတ်ခဲ့တာကြောင့်ကံမမြူနေတဲ့ကစုံကုန်းကျေးရွာနဲ့တင်ငုတ်တထောင်ကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက်တရက်ကံမလမ်းပိုင်းကအေးပါတဲ့တရားတစဉ်ပျက်စီးခဲ့တယ်လို့လည်းတရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါရီလက်ရှိအချိန်ထိစည်ရေးအခြေအနေတင်းမာနေစေဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွင်ခရီးသွားလာတာမျိုးမလုံသင့်သေးဘူးလို့အတိပေးထားပါရခင်ဗျာ ဆက်လက်ပြီးတော့ဘူတလီမြို့နယ်တဲဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ိုက်ခိုက်မှုစစ်သား6ဦးသေတဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်တဲကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေသွားတယ်လို့ဒေသစီတရင်ရင်မြစ်တွေကပြောပါရီ။မုံရွာနာမခကာကင်းအဖြစ်အထိုင်ချတက်ဆွေးနေတဲ့ဘုဒ္ဓလင်မြို့နယ်ဇီရော့ရွာကနေအင်အား80ကန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုပူကုံးလန်ခွဲအနီးမှာမုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့ Children Brothers အဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မနက်၈နာရီခန့်ကပဒေသာရှေ့ထွက် ွက်မိုင်းတွေနဲ့စီးကျူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အရိစစ်ကြောင်းကို Children Brothers အဖွဲ့နဲ့မိဘတော်လိုင်းတက်တွေကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာမိနစ်40ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကအထိနာသွားတဲ့အတွက်စစ်ကြောင်းဆက်မထိုးနိုင်တော့ပဲ0ရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့အသိပေးထားပါရယ်နိုဝင်ဘာလ9ရက်နေ့နေ့လယ်တနာရီကျော်အချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပူကုံလန်ခွဲဘက်စစ်ကြောင်းထိုးဖို့ထွက်လာတာကိုမုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ Children Brothers စ်ကဦးဆောင်ပြီးတော့လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ရမှာလဲစစ်သား6ဦးတည်ပြီးတော့တန်ရန်ရသူများသွားတဲ့အတွက်ဇီရိုရွာကိုစုခွာသွားတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပြထားပါတယ်စုခွာသွားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကသူတို့တက်ဆွေးထားတဲ့အထိုင်စခန်းအထိလက်နက်ကြီးတွေနဲ့လိုင်းလံတိုက်ခိုက်ခဲ့တာရှိပြီးတော့ထိခိုက်တိုက်ဆုံမှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုတွေကိုမုံရော်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ Children Brothers ကဦးဆောင်ပြီးတော့မုံရော်ခရိုင်အမှတ်၁၄တပ်ရင်းဘူးတလင်တ Defense Force, Bandula Defense Force, Federal Democratic Force, Burma Army, Bulacau အဖွဲ့, Snipe Rangers Force Local PDF အဖွဲ့၊တောင်းပြောက်ကြားအဖွဲ့၊အုတ်ကြီးနှင့်အဖွဲ့၊နင်ကြာအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်တာဖြစ်ပါတယ်။တော်လိုင်းဤအဖွဲ့တွေဟာရန်သူစစ်တပ်ရဲ့နေမြေရှင်းလင်းရေးရည်မှန်းချက်ကိုဟန့်တားနိုင်ခဲ့ပြီးတော့ဘူတလင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအင်စည်းစိမ်ကိုအောင်မြင်စွာကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းမှာလည်းတော်လိုင်းအင်အားစုတွေဘက်ကအထီးအခိုက်အကြဆုံးမရှိဘူးလို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စစ်တောင်းမြင့်အတွင်သွာလာနေတဲ့ရေရင်တွေကိုပဲခူးခိရင်ပကဖရှောင်းတခင်စစ်ဆေးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးခိရင်ပကဖရဲဘော်တွေဟာအခုနှစ်အောက်တိုဘာလကစပြီးတော့စစ်တောင်းမြင့်အတွင်ဖြတ်တန်းမောင်းနေနေတဲ့ကုန်တင်ခရီးသည်တင်ဆက်လီတွေအပါအဝင်ငါးပန်းလီတွေတဲတင်လီတွေနဲ့ ဝါဖောင်တွေကိုရှောင်းတခင်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ထုတ်ပြန်လာပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်တောင်းမြစ်ကိုအုံပြုပြီးတော့စီရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့သတင်းရတဲ့အတွက်ကြောင့်ရှောင်းတခင်စစ်ဆေးမှုတွေလုပ်နေတာလို့ဆိုပါတယ်။ပဲခူးခရိုင်နယ်နိမိတ်အတွင်းမှာရှိတဲ့စစ်တောင်းမြစ်ဝန်းအတွင်းသွာလာနေတဲ့ရေရင်တွေအနေနဲ့ပဲခူးခရိုင်ပကဖရဲဘော်တွေရဲ့စုံစမ်းမေးမြန်းမှုတွေကို ကြည်ပြူစွာစစ်စည်းခံပေးဖို့လည်းမြေတားရက်ခံထားပါရယ်။စုံစမ်းစစ်စည်းချိန်မှာဘကိုးခရိုင်ပကဖရဲဘော်တွေကိုငွေပေးစရာမလိုလဲငွေတောင်းခံတာတွေရှိရင်ဘကိုးခရိုင်ပကဖကိုတိုင်ကြားနိုင်တယ်လို့လည်းအတိပေးထားပါရယ်။စုံစမ်းစစ်စည်းတာမခံဘဲနဲ့မောင်းပြေးတဲ့ဆက်လီတွေနဲ့လှော်ခတ်သွားတဲ့လှီတွေကိုတော့စစ်တပ်ဆက်လီအဖြစ်သတ်မှတ်ပြီးတော့ အပြစ်ပေးအရေးယူတာတွေလုတ်သွားမယ်လို့ပဲခူးခိုင်ပကဖကထုတ်ပြန်ကြေညာထားပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ